ဝေးရည်နေတဲ့အခါအကုန်လိုက်ဘာပြန်ဖြည့်စားလို့ရလဲအကိုတဲ့ reply လေးပြန်ပေးပါတဲ့ဒီမိကုန်းလေးကိုအဲကျွန်တော်စပိန်စီးလာတဲ့အတွေ့အကြုံပေါ်မှာအခြေခံပြီးတော့ပဲကျွန်တော်ပြန်ဖြည့်ပေးလိုက်ပါတယ်ပုံမှန်အားဖြင့်တော့ကျွန်တော်စပိန်စီးရင်းနဲ့လို့စားတဲ့စားတောက်ကြောင်းတွေဟာရကြောင်းတွေကတော့ကျွန်တော် ပြောတာရှားတယ်ပေါ့နော်အဲဒါပေမဲ့ဒီတစ်ခေါက်မှာတော့ကျွန်တော်လာမေးတဲ့လူတွေဒီရပိုင်းထဲမှာဒီလိုမေးခွန်းလေးခဏခဏမေးတဲ့လူတွေရှိလာတယ်ပေါ့နော်ခက်စစ်စစ်မေးလာတဲ့လူတွေရှိတယ်ပြီးတော့ကျွန်တော်ရဲ့ကြုံတွေ့ရတဲ့အခါခွင့်တစ်ခုနဲ့လည်းကြုံလို့ပေါ့နော် ကျွန်တော်ပြန်ပြီးတော့ဖြည့်ပေးလိုက်မယ်နော်အဲပုံမှန်အားဖြင့်တော့ကျွန်တော်စပိန်အဝေးကိုကြာကြာနေရမယ့်နေ့တွေမတိုင်ခင်တရက်မှာတည်းကကျွန်တော်တို့ကအားကြီးတဲ့စားသောက်တွေစားရမယ်ပြီးတော့အေးအေးဝါးကိုအိပ်ဖို့အရေးကြီးပါတယ်ဒါပထမတစ်ချက်ပေါ့ဒုတိယတစ်ချက်အနေနဲ့ကတော့ကျွန်တော်ဒီနေမယ့်နေ့မနှက်မှာပေါ့အဓိကကိုယ်ခန္ဓာကိုယ်တွေအားကြီးမဲ့အစားသောက်အဲမှာဘိုက်နာစီမဲ့မနှက်စာမျိုးကိုမစားပဲမစားပဲနေပေါ့နော်အဲကျွန်တော်ကိုယ်တက်ဘေးကင်းနေမယ်မနှက်စာမျိုးကိုစားပြီးတော့ထွက်ခဲ့တာပိုကောင်းတယ်ကျွန်တော်ကတော့ဗာစားလဲဆိုတော့အဲတဘာဝတိုင်းရတဲ့ကြက်ဥအဲပြီးတော့ပြားရည်အဲပတ်မုတ်ကျန်း အဲအဲ့လိုမျိုးတွေကျွန်တော်စားပြီးတော့မှထွက်တယ်ဗောနော်တခါလေးကလည်းနွားနို့တွေပါလေတောက်တာဗောတခါလေးလည်းနွားနို့တော့တောက်တယ်အဓိကအားရှိစင်မဲ့စားတော့တွေစားပြီးတော့မနက်ပိုင်းထွက်တယ်အဲလမ်းရောက်ရင်လည်းကျွန်တော်တို့ကစပိန်နင်းတဲ့အခါမှာကျွန်တော်နင်းနေတဲ့အချိန်မျိုးမှာသာမသိတာလားဗောနော်နင်းနေနဲ့ကျွန်တော်တို့ကအားကုန်လာတယ်အဲ့ဒါကိုကျွန်တော်တို့ကမသိဘူးဆက်နေနေဆက်နေနေရေတောက်ဖို့လည်းမေ့နေတယ်အစားတောက်ဖို့လည်းအစားတောက်စားဖို့လည်းမေ့နေတယ်အဲ့လိုမျိုးဆက်နေဖြစ်လာတယ်ရှိတယ်အဲ့လိုအချိန်တွေမှာကျွန်တော်ဘာဖြစ်လာလဲဆိုလမ်းကနင်းနေနဲ့ဂရုံကြီးနေဖြစ်လာတယ်အဲ့ဒီတော့မောလာသူတွေဟိုက်လာသူတွေဖြစ်လာတယ်အဲအဲ့လိုမျိုးတွေဖြစ်လာတယ်ဗောနော်အဲ့လိုချင်းတွေမတိုင်ခင်မှာကျွန်တော်တို့ကအစားတောက်တခုခုဒါမျိုးအားရှိစီမဲ့ အဲပြန်ဖြည့်ဆက်တာတစ်ခုခုကိုစားဖို့လိုအပ်တယ်ဗောနော်။နိုင်ဝက်တစ်ခါရေတောက်ပြီ။နိုင်ဝက်လောက်တစ်ခါရေတောက်ပြီ။အဲပြီးတော့နှစ်နာရီတစ်ခါကျွန်တော်ကတော့သူများတွေကတော့တနာရီခွဲတနာရီလောက်တစ်ခါဗောနော်။ကျွန်တော်ကတော့နှစ်နာရီတစ်ခါအစားတောက်တစ်ခုခုဒါပေမဲ့ကိုယ့်အတွက်အားပြန်ဖြည့်စီမယ်ဖြည့်ဆက်တာတစ်ခုခုဗောနော်။အဲဓာတ်စားပဲဖြည့်ဖြည့် energy ရေပဲဖြည့်ဖြည့်အသီးနံပဲဖြည့်ဖြည့် ကျောက်ပြုတ်ပဲဖြစ်ဖြစ်ငပြောသီးပဲဖြစ်ဖြစ်ရတယ်ဗောနော်အဲအဲ့လိုမျိုးကိုပြန်ဖြည့်ပေးဖို့အဲ့လိုမျိုးလေးကိုကျွန်တော်ခီးစဉ်ဆုံးတဲ့အထိကိုအဲနိုင်ဝက်တစ်ခါတော့ရေတောက်လိုက်အဲနန်နိုင်လောက်တစ်ခါတော့အခုပြန်စားလိုက်အဲ့လိုမျိုးလေးထားတောက်ပြီးတော့နင်းဝိုင်းရင်တော့ okay ပါတယ်အခုကျွန်တော်ထပ်ပြောပြပေးမှာကျွန်တော်ဒီအပိုင်းထဲမှာအပြောမလို့ဒီလာပိုင်းထဲမှာဗောစလားကြော်လို့ရှိပြီအဲအဓိကကြုံတွေ့နေရတဲ့အဖြစ်ပြက်လေးဗောနော်အဲ့ဒီအရာလေးကဒီမေးခွန်းလေးနဲ့တက်ဆိုင်တယ်အဲ့လိုကျွန်တော်ဆက်ပြီးတော့ပြောပြပေးသွားမယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ဒီလာပိုင်းနေထဲမှာ လက်ဆောင်ရရတဲ့ energy gel လေးရှိတယ်ကျွန်တော်ကပြီးခဲ့တဲ့ video လေးကိုကြည့်တဲ့လူဆိုကြည့်မယ်ကျွန်တော်အဲ့မှာအဲပင်မမဲ့လမ်းမင်းတွေမစကင်မှာကျွန်တော်တောက်နေကြဂျေလေးပေါ့နော်အဲ့ဒါကျွန်တော်ဆန်းတက်နေတာတလားလောက်လို့ရှိပြီအဲကျွန်တော်တို့တော်တော်အဆင်ပြေတယ်အဲသူ့ရဲ့ထူးခြားတဲ့အချက်ကိုကျွန်တော်ပြောရမယ်ဆိုရင်တော့ဒီတဘာဝအတိုင်းကြားရည်ရံနေထုတ်ထားတာနောက်တစ်ချက်ကကျတော့ကျွန်တော်တို့ထိုင်းနိုင်ငံကနေပြီးတော့ဒီပညာနဲ့ကျွန်တော်ပြည်တွင်းမှာထုတ်ထားတာထုတ်ထားတော့ကျွန်တော်တို့ကဒီဂျေကိုဝယ်တိုင်းမှာပြည်တွင်းကကျွန်တော်ပြားထုတ်လို့ရေမွေးမြူရေလုပ်တဲ့လူတွေကိုပေါ့နော်ပို့ပြီးစပို့ပေးရရောက်တယ် အဲအဲ့ဒါဒုတိယတစ်ချက်တတိယတစ်ချက်ကဈေးတက်တာလားကျွန်တော်ကိုယ်တိုင်လည်းတုံးနေတာတလားလောက်ရှိပြီကျွန်တော်လည်းသူနင်းနေတဲ့ကိုယ်တွေကိုလည်းကျွန်တော်ပြီးခဲ့တဲ့ခေါက်တွေမှာလည်းကျွန်တော်စမ်းတိုက်ထားတယ်ဗောနော်အဲသူတို့တစီကလည်း feedback လေးတွေကောင်းတာလေးရတယ်ကျွန်တော်ကိုယ်တိုင်လည်းကြိုက်တယ်ဗောနော်အဲ့တော့ကျွန်တော်ပြန်ပြီးတော့ sharing လုပ်ပြီးမယ်အဲ့ဂျယ်လေးရဲ့နာမည်ကတော့ကျွန်တော် BK Honey Energy Gel ဗောနော်အဲကျွန်တော်ပုံစံလေးပြပေးမယ်နော်ဒါကတော့ဂျယ်အထုပ်ပုံစံလေးဗောနော်အဲသူကနှမျိုးလာတယ်လီမွန်အရတာနဲ့ orange အရတာနဲ့နှမျိုးလာတယ်ဗောနော်ချိုးတယ်ဗောနော်အရတာချိုးတယ် အဲသူ့ကိုတောက်ပြီးွားရင်တော့ကျွန်တော်ရေပြန်တောက်ဖို့လိုပါတယ်ဒီခြေလေးကိုကျွန်တော်ဆမ်းပြီးတော့သုံးတဲ့ပုံစံကိုပြောပြရမှာဆိုရင်ကျွန်တော်အရင်ကနေမထွက်ခင်မှာအဲမလန့်လာစားပြီးတော့ထုတ်တောက်သွားတာပေါ့နော်အဲတောက်သွားပြီးတော့ကျွန်တော်လမ်းမှာနင်းနေတယ်ပင်မမဲ့လမ်းမိုင်းတွေမစခင်ဒါမှမဟုတ်ရင်အဲနင်းနေတဲ့နှစ်နာရီလောက်ကြော်လာလို့ရှိရင်ကျွန်တော်ထထထထထထောက်ကြည့်တယ်ပေါ့နော်တောက်ပြီးတော့ဆမ်းနေကြည့်တယ်အဲ့လိုပဲကျွန်တော်ဆမ်းနေတာတလောက်ရှိပြီလက်မဲ့တစ်ခါသေးလေးလဲကျွန်တော်အရင်အားကုန်သွားတဲ့အခါမျိုးမှာလဲဆမ်းတောက်ကြည့်တယ်လုံးဝမောပြီးဟိုက်သွားတဲ့အချိန်မှာလဲဆမ်းတောက်ကြည့်တယ်ပေါ့နော်အဲ့လိုနေထားတွေမှာတကယ်ကိုအပြန့်တက်လာတာတွေ့ရတယ်ပြီးတော့အဲတကယ်လဲခံတယ်ပေါ့နော်အဲ့အားတက်လာတာလဲခံတယ်ဒါပေမဲ့တခုပဲ तू က ဘိုက် तू อ่ะဘိုက်တော့မတင်းစေဘူးဘိုက်မပြည့်သွားဘူးဗောနော်ပုံမှန်ဆိုကျွန်တော်ဒီကြောက်ဥတော့ပေါင်မို့လို့ဘာလို့စားလဲဘိုက်တင်းသွားတယ်အဲ့လိုဘိုက်တင်းသွားတော့မရှိဘူးဒါပေမဲ့ခန္ဓာကိုယ်တွေကအားတွေပြည့်သွားဘာဘာသိတာလဲဆိုတော့ကျွန်တော်တို့ဒီဂရုံခင်းရင်းနေပါမဖြစ်တော့ဘူးစပိန်နေနဲ့အဲ့လိုရင်းတုံလာတာတွေဂရုံခင်းရင်းဖြစ်တာတွေဟိုက်လာတာတွေအဲ့လိုမျိုးတွေမရှိတော့ဘူးဗောနော်အဲတကယ်ကောင်းတယ်ကျွန်တော်လည်းသူတို့နင်းခဲ့တဲ့အကိုတွေကိုလည်းကျွန်တော်တိုက်တယ်ဗောနော်ပြီးခဲ့တဲ့ဗီဒီယိုတွေမှာသိလိမ့်မယ်သူတို့တောက်တာတွေအဲသူတို့တောက်ပြီးတော့သူတို့ပြန်ပြောပြတဲ့အဲဒီဂျန်နဲ့ပတ်သက်ပြီးခန်းစားရတဲ့ခန်းစားချက်တွေကလည်းကောင်းတယ်ဆိုတော့ကျွန်တော်ကပြန်ပြီးတော့ကျွန်တော်လိုပဲအဝေးနေတဲ့လူတွေကျွန်တော်ဗီဒီယိုကြည့်တဲ့လူတွေကို အဲပြန်ပြီးတော့သိရှိစီဘူးတော့ကျွန်တော်ပြန်ပြီးတော့မျှဝေပြတာဖြစ်ပါတယ်အဲဒီနေ့ဗီဒီယိုကတော့ဒီလောက်ပဲဒါပေမဲ့အဲကျွန်တော်ဒီ DJ လေးကိုကျွန်တော် give away ပေးခြင်းတယ်ဗောနော်အဲကျွန်တော်လည်းကျွန်တော်ဗီဒီယိုလေးကြီးတဲ့လူတွေကျွန်တော်တို့ပဲအဝင်းနေတဲ့လူတွေ give away ပေးခြင်းတယ်အဲ့တော့နောက်ထပ် post တစ်ခုကိုကျွန်တော်ထပ်ပြီးတော့တင်ပေးမယ်အဲ့ဒါဓာတ်ပုံလေးတွေပဲဗောနော်အဲ့ post ရောက်လို့ရှိရင်ကျွန်တော် give away မှာပါဝင်ဖို့မမေ့ပါနဲ့နော်အဲဒီနေ့ကတော့ဒီလောက်ပဲနော်အားလုံးနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်တတ်တာ